မြန်မာနိုင်ငံမှာဒီတော်ရော့မျိုးပါမကြံလက်ကင်ဖုန်းကိုတွင်တွင်ကျကျတုံးနေကြတဲ့သူတွေကြားမှာ Facebook လူမှုကွန်ရက်ဟာလူတိုင်းကိုဆွဲဆောင်ထားတဲ့ internet စာမျက်နှာတစ်ခုဖြစ်ပါတယ်။ တည်င်းတွေဒီကောလာဟာလာတွေကုန်ပစ္စည်းကြော်ညာတွေအကူအညီတောင်းခံတဲ့ကိစ္စတွေမျိုးစုံကိုတွေ့ရနိုင်တဲ့ Facebook လူမှုကွန်ရက် ကကောင်းကျိုးဆိုးကျိုးတွေရောနေတဲ့နေရာတစ်ခုလို့လည်းပြောရမှာမပါဘူး။ဒါကြောင့်ဒီလူမှုကွန်ရက်အပေါ်မှာဘလောက်ထိအားကိုးတင်တယ်လဲအကျိုးရှိရှိသုံးနိုင်ဖို့ဘလောက်အရေးကြီးတယ်လဲဆိုတာကို VOA သတင်းတောက်မမြင့်ခိုင်ကမြန်မာတခွင့်အစီအစဉ်မှာတင်ပြထားပါရရှင်။ မြမပြည်မှာလူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ Facebook သုံးဆွဲသူအရေးတွဟာတနှစ်ထက်တနှစ်ပိုပိုတိုးလာသလို2016ခုနှစ်မှာတော့10သန်းဝန်းကျင်အထိရှိလာပါတယ်။လူမှုကွန်ရက်မီဒီယာတွေဟာအသုံးချတတ်မယ်ဆိုရင်တော့လူမှုစီးပွားအတွက်အကျိုးရှိအောင်သုံးနိုင်သလိုတစ်ဖက်မှာလည်းမထင်မှတ်ထားတဲ့ဆိုးကျိုးတွေတော့ရှိနိုင်ပါတယ်။လက်ရှိအင်တာနက်အသုံးပြုနေကြတဲ့မြမလူအတိုင်းဝိုင်းမှာတော့လူမှုကွန်ရက်မီဒီယာ Facebook ဟာယင်းနီးချစ်ခင်သူတွေကြားချိတ်ဆက်နိုင်ုံနဲ့မကပဲသတင်းတွေစီးပွားရေးအကျိုးမြတ်တွေပါရရှိနိုင်တာမျိုးတွေလည်းရှိပါတယ်။ လူပြောက်ပစ္စည်းပြောက်တာတွေနဲ့ပတ်သက်လို့ Facebook ပေါ်မှာတင်လိုက်ပြီးတဲ့နောက်ပြန်တွေ့တာမျိုးငွေကြေးမပြည့်စုံလို့ပညာမသင်နိုင်တဲ့အခြေအနေမှာ Facebook ကနေတဆင့်အကူအညီရတာမျိုးစတဲ့တာရကတွေအများကြီးရှိတာမို့ Facebook ဟာသုံးစွဲသူတွေအတွက်တော့အားကိုးရတဲ့လူမှုဆက်သွယ်မှုတစ်ခုဖြစ်လို့လာပါတယ်ကြည့်ရတဲ့စတင်မှာလကုံပိုင်းကကျောင်းမြေရတနာတို့တက်စီပေါ်မှာမိကြံခဲ့ပြီးတဲ့နောက် Facebook ကသင့်အဆက်အသွယ်ရလို့ရတနာတို့ပြန်ရတဲ့အဖြစ်ပြက်ဟာဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ် အဲ့ဒီကြောင်မြင့်ရင်နာတို့ပိုင်ရှင်မချစ်သွေးနေကပျက်စီးပြန်တွေးဖို့ကြံရမရတဲ့အဆုံးမှာ Facebook ကိုအားကိုးမိတာနဲ့ပတ်သက်လို့သူ့အတွေ့အကြုံကိုအခုလိုပြောပြပါရစေ။အမားတို့ရဲဆန်းနေလဲအကြောင်းကြားရတယ်။ CCTV တွေလည်းအမားတို့ live ရှာတယ်။ ြောရလို့ရှင်ဒီဒီပုံမှာပဲ Facebook တခုထဲမှာပါပဲနောက်ဆုံးအမအားကိုးနေရတယ်လို့ဖြစ်နေတယ်။အမဒီအချိန်မြင့်တညလုံးမအိပ်ဘဲနဲ့ဒီ Facebook ပေါ်မှာဘယ်သူတွေမှန်လဲပေါ့ဘာမှန်းထူးခြားချက်ရှိလဲတနည်းအားဖြင့်အမဟိုမှာတော့တွေ့ရသူရှိရပေါ့နောက်တာလည်းဖြစ်နေဖြစ်မှာပေါ့အဲ့ဆိုအမပြေးလောသွားရှာဟောသူများဟိုကပြောသွားရှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါပဲရှိရောညီမလေးဘယ်ဆိုသူကလည်းမလာခင်မှာဒီ Facebook ပေါ်ကနေကိုယ်ကိုဆက်သွယ်လာမလားအဲ့အဲ့လိုပေါ့နော်ကိုယ်ပေါ်ဖုန်းမဆက်ခင်မှာကိုကဟို ပိုင်ရှင်းဟုတ်တာသူ confirm လုပ်မလားအဲ့လိုမျိုးပေါ့နော်သူမသိရသူပြရောက်ကမြန်ပေါ့နော်ရိတ်ဖန်တန်ဖန်ပြောမလားအမအဲ့လိုမျိုးအများကြီးပြောကြတယ်ဟိုအမတို့မသိတာပေါ့နော်တက်စီဒီလိုအတင်းနေရှိရဲဒီလိုအတင်းနေမှာစုံစမ်းမှာပေါ့နော်အဲ့လိုအမတို့အားလုံးကျန်တဲ့အဖက်ဖက်ကလက်လျှော့ရတဲ့အချိန်မှာအမမမျောလင်းကြဆိုဒီ Facebook ပဲရှိရလူမှုကွန်ရက် Facebook ဟာအကျိုးများစေတယ်လို့စိုးကျိုးတွေဖြစ်စေတာကလည်းအများကြီးရှိပါတယ် Dreambook ကအစီအစဉ်တင်ဆက်သူကိုမောင်မောင်အေးပြောပြတာကတော့အကူရည်ဆိုတာထက်ဟို sharing ပေါ့နော်ဒီခေတ်မှာဟိုမဟုတ်တာလဲလုံးလုံးမရတော့ ခွင့်ရဖို့အလုပ်တာစပေါ်ပြီအဲ့တော့ဒီဒီဒီဘောမှာလူတွေအားလုံးကလည်းဟိုပို့ပြီးတော့ဟိုဟိုဘယ်လိုခေါ်မလဲကိုယ့်ကိုဟိုပို့စင်ညင်လာတာပေါ့ဆိုတော့အဲ့ဒါလည်းကျွန်တော်ကောင်းခြင်းလို့ပဲကျွန်တော်မြင်တယ်ဆိုတော့အားကိုးတာတဲ့တခုဆိုရင်ပစ္စည်းကြောက်လို့ဆိုလို့ရှိရင်လည်းဟိုပြန်တွင်းဖို့ခွင့်ရင်းများတယ်အခက်ခဲတခုကြုံနေပြန်ပြီးတော့ကုညီဖို့အခွင့်ရင်းများတယ်ဆိုတော့အဲ့ဒါကိုလည်းကျွန်တော်ကဟိုအကောင်းလို့ပဲမြင်ပါတယ် Facebook ကတကယ်မသုံးသက်လို့ရှိရင်တော့အန်ရအရန်များတာလည်းရှိနိုင်တယ်ရှိနိုင်တယ်ဆိုတော့အထူးသဖြင့် အတွေ့အကြုံနဲတာမျိုးစင်ကျင်တို့တရားနဲတာမျိုးပေါ့နော်ကျွန်တော်အများအဖြစ်မြင်ရတာပေါ့နော် Facebook ဆိုတာတက်လူပေါ့လူရဲ့ character အရာတခုဆို tick နဲ့ဆိုရင် session response လုပ်တယ်ကျွန်တော်ကစားပါပဲကျွန်တော်လည်းမထိနိုင်ဘူးအဲ့ဒီကအဲ့ဒီဟာလည်းကျွန်တော်အများကြီး Facebook ကနေကျွန်တော်ပြန်သင်ခန်းစာရရတယ်လူမှုကွန်ရက်မီဒီယာတွေရဲ့သတင်းအချက်အလက်ပြန့်နှံ့မှုကအမြန်ဆန်လွန်းတော်မို့မြမပြည်မှာတော့ Facebook ဟာပြည်သူအသံကိုအစိုးရနားတဲ့အမြန်ဆုံးရောက်အောင်စွမ်းဆောင်ပေးနိုင်တဲ့လက်နက်လိုတော်ဆိုနိုင်ပါတယ် အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေကိုလည်းအစိုးရရဲ့သက်ဆိုင်ရာ Facebook စာမျက်နှာတွေကသတင်းရနိုင်ပါတယ်။လူခွင့်ရေးချိုးဖောက်မှုတွေဖိနှိပ်မှုတွေနဲ့ပတ်သက်လို့လူမှုကွန်ရက်ကသတင်းပြည်သူနဲ့အစိုးရကြားချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်နိုင်တဲ့အထိ Facebook ရဲ့အစွမ်းကကြီးသလိုတစ်ဖက်မှာလည်းကောလာဟာလနဲ့အမုန်းစကားပြန့်နှံ့မှုတွေလေလေလဲ့ပြောင်းမှုတွေလည်းရှိတယ်လို့မြန်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် ICT ဖွဲ့မီဒိုကမှတ်ထက်ထိုင်အောင်ကပြောပါတယ်။ ဒီကျွန်တော်တို့ online ပေါ်မှာတခုခုတင်လိုက်မယ်ဆိုလို့ရှိရင်ပြန့်နှံ့မှုနှောင်းကအရင်မြင့်နေဆိုတော့ကိုကဥပမာမတရားခံနေရတာတွေဒို့မဟုတ်ကိုကမြင်တွေ့နေရတာတွေတင်နှံ့လိုက်မယ်ဆိုလို့ရှိရင်လည်း အရင်ကတက်ဆာလို့ရှိရင်တက်ဆိုင်ရတွေဒီအဖွဲ့အစည်းတွေစီရောက်ဖို့ကအရင်ကိုမြန်လာတယ်မြန်လာတော့ဘာပဲပြောကျွန်တော်တို့ကဒီလူဒုနဲ့ဒီကိုယ့်ရဲ့လူမှုစီးပွားရင်းလာမကပဲနဲ့လူဒုနဲ့အခုဆိုလို့ရှိရင်ဒီအစိုးရတဲ့ဂျာထဲမှာရှိတဲ့ဒီပူပေါင်းချိတ်ဆက်ဆောင်ရွက်မှုတွေကလည်းဒီဆိုရှယ်မီဒီယာကြောင့်အကောင်းလာတယ်လीဆိုတော့အဲ့ဒီဟာကတော့ကျွန်တော်တို့ကဟိုတပိုင်းပေါ့နော်နောက်တပိုင်းကကြတော့ခုနပြောလို့ဒါကကောင်းတဲ့ဘက်ကနေတုံးတာဆိုးတဲ့ဘက်ကနေဆိုလို့ရှိရင်လည်းဆိုရှယ်မီဒီယာရဲ့ပြတ်နှက်မှုနှုံးအားအရန်များတော့ဟိုတကယ်လို့များဒီတစ်ခုခုတည်င်း အမှားတွေကောလာဟလတွေဆိုလို့ရှိရင်လည်းပြန့်နှံ့မှုနှုံးနေရလဲများသွားနိုင်တာပဲကျမတို့ဒီနည်းနည်းလေးဟိုတယောက်ကနေစပြောရဲဆိုလို့ရှိရင်လူရာချီထောင်ချီတန်းချီချီကိုအချိန်ဝင်ဟိုအချိန်တိုက်တာတို့တွင်နဲ့ရောက်သွားနိုင်နေဆိုတော့ခုနကကောလာဟလတွေနောက်မမှန်တဲ့တည်နေအမုန်းစကားတွေဆိုလို့ရှိရင်လည်းပြန့်နှံ့တာတွေအရန်မြန်သွားနိုင်တယ်လေဆိုတော့အဲ့ဒီဟာတွေရှိသလိုနောက်တစ်ခုကကြတော့ဒီဟိုအွန်လိုင်းပေါ်ကတဆင့်ဆိုလို့ရှိရင်တော့ဟိုအခုကလူတွေကတယောက်နဲ့တယောက်ဟိုမမြင်ရတော့ပေါ့နော် ဟိုဘာတွေပါထပ်ပြီးတော့ရှိနာနိုင်လဲဆိုလို့ရှိရင် online ပေါ်ကနေပြီးတော့ဒီ hand sound လိမ်ညာစသဖြင့်အဲ့ဒီဟာတွေကိုလည်းဒီဟိုလှုပ်လာကြတဲ့ဟာတွေရှိရတယ်ဆိုတော့အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ဒီအစိုးရအနေနဲ့ပေါ့နော်အဲ့ဒါတွေတွေ့ရပါတယ် online ပေါ်ကသင်လိမ်လည်လက်ပြခံရတာတွေအထမပြုကျင်ခံရတာတွေလို့ကိစ္စတွေကိုကြော်လွားဖို့အတွက် လူမှုကွန်ရက်တွေကိုဘလို့တာဝန်ယူမှုရှိရှိနဲ့လုံခြုံမှုရှိအောင်သုံးစွဲကြမလဲဆိုတာအသိပညာပေးဖို့လိုသလိုဥပဒေရလဲအကောက်အွယ်ပေးဖို့လိုတယ်လို့ကျွမ်းကျင်သူတွေကထောက်ပြကြပါတယ်။ဥပဒေလို့ဆိုရမှာလဲလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုမထိခိုက်ပဲတစ်ဖက်ကလည်းအမုန်းစကားပြောဆိုမှုတွေ cyber bullying လို့ကိစ္စတွေကိုဟန်တားနိုင်တဲ့ဥပဒေမျိုးဖြစ်ဖို့လိုတယ်လို့မီဒိုကမှတ်ထက်ထက်အောင်ကပြောပါတယ်။ ကျွန်တော်တို့ဒီအခုဆိုလို့ရှိရင်ခုနပြောလို့ပေါ့နော် online အသုံးပြုတဲ့သူတွေက10သန်းနေပါဟိုပတ်ဝန်းကျင်လောက်ရှိလာပြီဆိုတော့ဒီ10သန်းပတ်ဝန်းကျင်လောက်ရှိလာတဲ့အခါမှာအပြင်ဒီအတိုင်းဝိုင်းလိုပဲဒီမှာကျွန်တော်တို့ဒီဟိုအကြောင်းအရာတွေကိစ္စတွေအမှုကိစ္စတွေအမျိုးစုံတွေကျွန်တော်တို့ပေါ်လာတော့မယ်ပေါ့နော်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ဒါတွေကိုအရေးယူဖြည့်ရှင်းပေးဖို့အတွက် ကျွန်တော်တို့ခုနကောင်းမွန်တဲ့ဥပဒေလိုအပ်တယ်အဲ့ဒီဥပဒေကလည်းကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုလည်းဟိုပံ့ပိုးပေးရတယ်လို့နောက်တစ်ဖက်ကလည်းကျွန်တော်တို့တိကျတာကောက်ကွယ်ပေးတဲ့ဥပဒေတွေဖြစ်ဖို့ ဟိုအများကြီးပဲလိုပါတယ်ဆိုတော့အဲ့လိုမျိုးဥပဒေတွေပေါ်ပေါက်လာဖို့ကျွန်တော်တို့ကဟိုတိုက်တွန်းချင်ပါတယ်လက်ရှိမြန်မာပြည်မှာရှိတဲ့ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့တည်ဆဲဥပဒေတွေထဲမှာတော့ cyber crime နဲ့ပတ်သက်လို့တီးတန့်ပြဋ္ဌာန်းထားတာမျိုးမတွေ့ရသလို cyber bullying လို့ခေါ်တဲ့ online ပေါ်ပါသဆင့်အနိုင်ကျင့်ချိမ့်ချောက်တဲ့ဖြစ်ရပ်မျိုးတွေကိုလည်းလက်တွေ့အရေးယူနိုင်ဖို့ကတော့ခက်ခဲနေစေဖြစ်ပါတယ်ရှင်